ဆရာတော်ဦးစောတိကမာမြိုင်တော်ရရဲ့တိတ်ခါရှိရှိနေမယ်ခွင့်လွတ်ပါတယ်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါယံဆရာတော်အာယုတိလေးစားစွာ ခွင့်တောင်းလိုက်ပါသည်ဗျာ။ခွင့်လွတ်နေဖို့မလိုတော့တဲ့စိတ်အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွတ်နေဖို့လည်းမလိုတော့ဘူး။ခွင့်လွတ်နေစရာမလိုတော့တဲ့စိတ်မျိုးကဘယ်လောက်လွတ်လပ်ပြီးတော့ဘယ်လောက်ဟီချမ်းသွားမလဲ။ လူတော်တော်များများရဲ့စိတ်ဆင်းရဲမှုဟာတကယ်ခွင့်မလွတ်နိုင်လို့ဖြစ်ရတာပါကိုကခွင့်လွတ်နိုင်ရင်ကို့မှာစိတ်အေးချမ်းသွားပါတယ်ခွင့်မလွတ်ခြင်းနဲ့စိတ်ကြောင့်မကျေနပ်မှုဆိုတဲ့မိတော့ပူကြီးအောင်လောင်စာထဲ့ပြီးလိမ့်မုတ်ပေးနေတယ်လို့ဖြစ်နေတယ်တယောက်ကိုတယောက်လည်းမကျေနပ်တဲ့စိတ်ပူကြီးအောင်အားပေးနေကြတယ်လို့ဖြစ်နေတယ်တချို့ကလည်းဒေါသဖြစ်နေရတာကိုပဲအင်တန်ရေးကြီးတဲ့အလုပ်တစ်ခုလုပ်နေရတယ်လို့သဘောထားတယ်ဒေါသမဖြစ်ဘဲနေရင်အာရကြတယ် ညံ့ပြင်းရကြတယ်နှုံရကြတယ်တတ်တီမရှိရကြတယ်လို့ထင်ကြတယ်ဘယ်လိုကြောင့်မဖြစ်ဖြစ်ခွင့်မလွတ်နိုင်ရင်စိတ်မှမငြိမ်းချမ်းတာကတော့အမှန်ပဲ misery is an option လို့လူတယောက်ကပြောတာကြားဘူးတယ် option ဆိုတာလိုချင်လဲရတယ်မလိုချင်လဲရတယ်ဆိုတဲ့အဓိပ္ပာယ်ပါ ခွင့်မလွတ်နိုင်လို့စိတ်ဆင်းရဲနေရတဲ့ဒုက္ခကိုလိုချင်လဲရတယ်မလိုချင်လဲရတယ်ခုပေါ်မှာမူတည်ပါတယ် စိတ်ဓာတ်နဲ့အတိညာဉ်ရင့်ချက်တဲ့သူဖို့တော့မလို့ချင်းရင်လက်လွတ်လာရုံပဲမိခဲကြိုင်မိလို့ပူမှန်းသိရင်မပူချင်းရင်လွတ်ချလိုက်ပါဘာကြောင့်ခွင့်မလွတ်နိုင်တာလဲဆိုတာကိုတည်တည်ချာချာကြည့်ပါ ကို့အတွေ့တွေကြောင့်ကို့မှာစိတ်ဆင်းရဲနေရတာကိုကဒီစိတ်ဆင်းရဲမှုကိုမခံချင်တော့ရင်ဒီစိတ်ဆင်းရဲမှုကိုပဲပိတ်ဆို့ပန်တဲ့အောင်ကြည့်ပါကို့မှာဒါကို့အတွေ့နဲ့ကိုစိတ်ဆင်းရဲနေတာဟိုတစ်ဖက်သားကတည်ချင်မှတောင်းတည်မယ် တချို့ဆိုရင်ဟိုတစ်ဖက်သားကတည်သွားပြီကြံရစ်တဲ့သူကတအုံနေနေနဲ့တွေးတော့မယ်နားကြည့်တော့မယ်အဲ့တော့ငါအတွေးနဲ့ငါစိတ်ကငါနှိမ့်ဆက်နေတာဒါကငါမလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ရင်ငြိမ်းချမ်းသွားနိုင်ပါတယ်ခွင့်မလွတ်နိုင်လို့ရှိရင် တခြားကိစ္စတွေမှာကောင်းတာတွေလုပ်နိုင်ပေမဲ့လှူမယ်တီလာဆောင်မယ်အဲ့ဒါတွေလုပ်နိုင်ပေမဲ့အကျဉ်းသားတွေပဲဖြစ်နေအောင်မယ်ခွင့်မလွတ်နိုင်တဲ့စိတ်ကထောင်ကျနေတဲ့စိတ်ဖြစ်ပါတယ် ကိုဘွားကိုအတိညာလေးနဲ့နေသွားခြင်းနဲ့သူ နေသွားနိုင်တဲ့သူဟုတ်တလားမဟုတ်ဘူးလားဆိုတာကိုတိအားခွင့်လွတ်နိုင်တဲ့သူလားခွင့်မလွတ်နိုင်တဲ့သူလားဆိုတဲ့စာမေးပွဲအစ်စ်ခံရသလိုဖြစ်တယ်။တရားအားထုတ်လို့အတိညာတကယ်နိုးကြလာတဲ့အခါမှာခွင့်လွတ်နိုင်တဲ့စိတ်ကိုအလိုအလျောက်ရလာလိမ့်မယ်။ဝိပဿနာဉာဏ်တွေတစ်စင်းပြီးတစ်စင်းမြင့်သွားတိုင်း ပို့ပြီးတော့ခွင့်လွတ်နိုင်လာတယ်ဘယ်သူ့ကိုမှအပြစ်မတင်ကျင်တော့ဘူးအပြစ်တင်နေရတဲ့ဒုက္ခကိုမခံနိုင်ဘူးငြိမ်းချမ်းတဲ့သူကခွင့်လွတ်တတ်တဲ့သူဖြစ်တယ်ငြိမ်းချမ်းတဲ့စိတ်နဲ့ခွင့်လွတ်နိုင်တဲ့စိတ်ဒီတစ်ခုကအတူတူမဖြစ်နိုင်ဘူးတဘာဝချင်းမှမတူတာကိုယ်စိတ်မှငြိမ်းချမ်းသွားတဲ့အခါအဲ့ဒီငြိမ်းချမ်းမှုကိုလည်းသိပြီးတော့ခံစားပြီးတော့နေလို့ရတဲ့အခါမှာခွင့်လွတ်လို့ကောင်းကောင်းရတယ်ဝိပဿနာဉာဏ်ရင့်ကျက်ပြီးတော့ ပုဂ္ဂိုလ်တတ္တဝါမဟုတ်ပါလား။ယုတ်တရားနဲ့တရားတွေပဲ။အကြောင်းအကျိုးတရားတွေပဲ။ကံကံရဲ့အကျိုးတွေပဲစသဖြင့်တရားသဘောတွေကိုနဲ့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 သိသွားပြီဆိုရင်လည်းဘယ်သူ့ကမှအပြစ်မယူချင်တော့ဘူး။ပြီးခဲ့တာတွေကိုစရင်ရှင်းပြလိုက်ပြီနော်။နောက်ထပ်မခံရအောင်တော့ကြိုးစားရအောင်မယ်။အဲ့ဒါကိုတော့လွတ်ထားလို့မရဘူးပြီးခဲ့တာတွေကိုတော့စရင်ရှင်းပြလိုက်လို့ရတယ်အပြစ်မတင်တော့တာခွင့်လွတ်တယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့အပြစ်ယူခဲ့လို့ အပြစ်တင်ခဲ့လို့ခွင့်လွတ်နေရတာအပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွတ်နေဖို့လည်းမလိုဘူးခွင့်လွတ်နေစရာမလိုတော့တဲ့စိတ်မျိုးခွင့်လွတ်စရာမလိုတော့ဘူးဆိုရင်ဘယ်လောက်လွတ်လပ်ပြီးတော့ဘယ်လောက်အေးချမ်းသွားမလဲစူးစမ်းပြီးတော့ခွင့်လွတ်နေရတာကိုကတိတ်တော့မလွယ်လှဘူးခွင့်လွတ်တယ်ဆိုတာကိုကိုကိုလည်းအတင်းကျပ်လောက်ခံလို့မရဘူးခွင့်မလွတ်နိုင်သေးရင်လည်းကိုကိုကိုအပြစ်မတင်ပါနဲ့လွယ်တဲ့ကိစ္စမဟုတ်ဘူးခွင့်မလွတ်နိုင်သေးဘူးဆိုတာကိုပဲတည်တည်ချာချာကြည့်ပါ ကိုကိုကိုခွင့်လို့ဖို့ကိုလောက်ခဲ့တဲ့မြကိုပြန်ကြည့်ပြီးတော့မတာကိုတော့မှားပါတယ်လို့ရိုးရိုးသားသားတိတိကျကျဝန်ခံဖို့လိုတယ်တင်ငန်းစာလည်းယူဖို့လိုတယ်ပြီးတော့ငါကိုငါလည်းငါခွင့်လွတ်လိုက်မယ်ရှေးရှောက်ပြီးတော့ငါကောင်းတာတွေလုပ်တော့မယ်နောင်တရရပြီးတော့တနေ့တနေ့အချိန်ကုန်မနေစေချင်တော့ဘူးမိမိကိုကိုခွင့်မလွတ်နိုင်တာလည်းပါတယ်နော်ဒါကိုလည်းထက်ကထက်ကသတိပေးခြင်းနဲ့ ကိုကိုကိုတောင်ခွင့်လွှတ်လို့မရတဲ့ကိစ္စတွေများကြီးရှိတယ်။ငါမသွားလိမ့်ချင်းဆိုပြီးတော့နောင်တရနေတာတွေရှိတယ်။အဲ့ဒါကိုတော့အင်္ဂလိပ်လိုဆိုရင်တော့ kit လို့ခေါ်တယ်ပါဠိလိုဆိုရင်တော့ကုတ်ကုတ်စာလို့ခေါ်တယ်။ကုတ်ကုတ်စာက အကုသူပဲ။နောင်တရမှုကုတ်ကုတ်စာဆိုတဲ့ပူလောင်စိတ်ဖြစ်နေတဲ့အခါမှာတမာရီမရနိုင်ဘူး။သို့တော့ဖြစ်ခဲ့တဲ့ကိစ္စကနေသင်ငန်းစာယူရမယ်။ပြီးရင်ဒီနောင်တရနေတဲ့စိတ်သို့မဟုတ်အဲရှက်နေတဲ့စိတ်ကိုပဲတည်တည်ချာချာကြည်ရမယ်ရှုမှတ်ရမယ်။ ပူလောင်တဲ့စိတ်ငြိမ်းသွားတဲ့အခါတမာရီရလာပြီးတော့တရားအသိဉာဏ်နိုးကြလာမယ်။နောင်လာရတဲ့စိတ်အားကြီးလို့ရင် သူကပဲဖိတ်ပင်ထားလို့တရားအသိဉာဏ်အစင်မြင့်မြင့်ကိုမရနိုင်ဘူး။ကို့ဘဝမှာအဆိုးတွေပဲလောက်ဖြစ်ခဲ့ဖြစ်ခဲ့ကောင်းတာကိုပဲဆက်လို့ရမယ်။ကို့ဘဝမှာအဆိုးနဲ့ကြုံတိုင်းအမြဲတမ်းကောင်းတာကိုလုပ်ဖို့ကြိုးစားပါ။တော်တော်တော့ကြိုးစားရတယ်မလွယ်ပါဘူး။ကလဲစားပြန်ချီနေမယ်ဆိုရင်ကို့ဘဝကအဲ့ဒီထဲမှာပဲမြုပ်သွားနိုင်တယ်။ နောက်ထပ်အမားတွေလှုပ်မိပြီးတော့ပူဆိုးသွားမယ်ဒါကြောင့်အစိုးနဲ့ဂျုံတိုင်းဂျုံတိုင်းပူကောင်းဖို့ပဲစူးစမ်းပြီးတော့အကောင်းတွေများကြီးဂျုံအောင်လှုပ်ပါ ကိုလှုပ်ခဲ့တဲ့မြောက်ကို ပြန်ကြည့်ပြီးတော့မားတာကိုတော့မားတယ်လို့ရိုးရိုးသားသားတိတိကျကျဝန်ခံဖို့လိုတယ်သင်္ကန်းစာလည်းယူဖို့လိုတယ်ပြီးရင်ငါကငါလည်းကခွင့်လွှတ်လိုက်မယ်ရှေ့ရှောင်ကကောင်းတာတွေလှုပ်တော့မယ်နောင်နာရပြီးတော့တနေ့တနေ့တော့အချိန်မကုန်စေချင်တော့ဘူးပေါ့ ကိုကိုကိုလည်းခွင့်လွှတ်တတ်ဖို့လိုတယ်။ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ကို့မှာထိခိုက်ခဲ့တယ်နဲ့နာခဲ့တယ်စိတ်ဆင်းရဲခဲ့တယ်ကိုဆင်းရဲခဲ့တယ်ရှက်ခဲ့တယ်ဂုံတိတ်ခါကြခဲ့တယ်ဆိုစီအောင်တော့အဲ့ဒါတွေကိုနားလည်ပြီးတော့အနာကိုကုစားပြီးတော့ပိုပြီးကောင်းတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်တဲ့ဉာဏ်ပညာနဲ့စိတ်ဓာတ်အရည်ချင်းတွေလူတိုင်းမှာရှိကြတယ်။ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ဘယ်သူကြောင့်ပဲဖြစ်ဖြစ်အတိတ်ကဖြစ်ခဲ့တာတွေထဲမှာထောင်ကျမနေဘူးလို့တယ်။ကိုယ့်ဘဝကိုကိုယ်ပြန်ထူထောင်ဖို့လိုတယ်ပြန်တည်ဆောက်ဖို့လိုတယ် ပြန်ပြီးတော့ပုံဖော်ဖို့လိုတယ်ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ကိုယ့်ဘဝကပုံပြတ်သွားတယ်တချို့ဆိုရင်စိတ်စိတ်မောင်မောင်ဖြစ်သွားသလိုပဲဒါမဲ့ပြန်တည်ဆောက်ပါအားလုံးမှာအဲ့ဒီလိုပြန်တည်ဆောက်နိုင်တဲ့အရေးချင်းရှိတယ်အဲ့ဒါကိုမမေ့ဖို့နဲ့အဲ့ဒါကိုတန်ဖိုးထားဖို့လိုတယ်ဥပမာအဲတော်တော်ဆိုးတဲ့လူတယောက်ကိုမချစ်နိုင်ပေမဲ့ခွင့်လွတ်လို့ရတယ်ခွင့်လွတ်နိုင်တယ်ဒေါသမဖြစ်တော့ဘူးဆိုရင်တော့ပြီဒီလူကလူမိုက်ပဲ ဒုက္ခကြီးကျယ်ရအောင်လုပ်ခဲ့တဲ့လူအဲ့တော့လူမိုက်နဲ့ပတ်သက်ပြီးတော့ဘုရားကဘယ်လိုဟောခဲ့တယ်လဲဆိုတော့အသေးဝနာစပါလာနဲ့နဲ့လူမိုက်နဲ့မပေါင်းနဲ့လို့ပြောတာလူမိုက်ကိုလက်စားချေပါလို့မပြောဘူးဒါကြောင့်မပေါင်းနဲ့ကိုယ့်ကို နောက်ထပ်အန်ဒီရဲ့ပေးနိုင်တဲ့သူကိုမပေါင်းနဲ့သို့တော့ခွင့်လွှတ်လိုက်ပါခွင့်လွှတ်ပါဒီစကားကတော်တော်ကြပြန်ဆန်ပြီးလေးနဲ့တဲ့ သူတို့လှုပ်တယ်လို့ပြန်လှုပ်ဖို့ကြိုးစားနေတယ်၍သူ့ထက်သာတဲ့သူမဖြစ်နိုင်တော့ဘူးသူများကိုသူပိုက်ကိုမိုက်သဘောမျိုးနဲ့သူလှုပ်တယ်လို့ပြန်လှုပ်ခြင်းအပြင်သူ့ထက်သာတဲ့သူမဖြစ်နိုင်ဘူးသူမကောင်းတာသူ့ကိုကြိုးပေးလိမ့်မယ်ကိုကကောင်းဖို့ကကိုတာဝန်ဖြစ်တယ်ခွင့်မလွတ်ခြင်းနဲ့သူတို့မှခွင့်လွတ်နိုင်တဲ့သူကိုသူ့ဒေါသကသူ့ကိုပဲအများဆုံးဒုက္ခပေးပါတယ်ဒေါသစိတ်နာကြီးစိတ်တွေကအများအားဖြင့်ခွင့်မလွတ်နိုင်တဲ့သူခွင့်မလွတ်ခြင်းနဲ့သူကိုပဲအများဆုံးနှိပ်စက်တယ် ကိုကခွင့်မလွတ်နိုင်ရင်အဲ့ဒီစိတ်ကကိုကိုပဲအများဆုံးနှိပ်စက်ထားတယ်ကိုပဲခံနေရတာခွင့်လွတ်ခြင်းကပြောင်းညံ့တဲ့လက္ခဏာမဟုတ်ဘူးအမှန်တော့အင်တန် စိတ်ဓာတ်အင်အားအသိဉာဏ်အင်အားကြီးတဲ့လက္ခဏာဖြစ်တယ်စိတ်ဓာတ်အင်အားအသိဉာဏ်အင်အားကြီးလို့ခွင့်လွတ်နိုင်တာအင်တန်တတ္တိရှိလို့ခွင့်လွတ်နိုင်တာသဘောထားကြီးလို့ခွင့်လွတ်နိုင်တာအင်တန်လေးနဲ့တဲ့အင်အားဖြစ်တယ်ဤကုန်းချုပ်အနေနဲ့ပြောချင်တာလေးရှိတယ်စောစောတုန်းကပြောခဲ့တယ် မားတတ်တာလူတဘာဘာဖြစ်တယ်လူပီတပါတယ်အဲ့ဒီလူသားပီပီ မားတတ်တဲ့သူတဲမှာအဲငါတော့ဒီတဲ့မပါဘူးလို့တွင် တော်တော်မာနာကြည့်ရရောက်သွားလိမ့်မယ်အဲ့တော့မားခဲ့တာတွေလည်းတော်တော်များပြီဒေါသကြီးလို့ကောင်းမာခဲ့လို့မာနာကြီးလို့မားခဲ့တာတွေအင်မတန်များပြီအဲ့ဒီမားတွေရဲ့တန်ရာတန်ချက်တွေကိုလည်းခံခဲ့ရပြီခံနေရတယ်ပေးဆက်ခဲ့ရတာလည်းမနည်းဘူး တချို့မားတွေရဲ့အကျွေးတွေကိုဂုထိပေးဆက်နေရတော့ဂုတောက်ပိုင်းမှာသူများကြောင့်မိမိမှာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုဖြစ်ခဲ့ရတာတွေကို့ဘဝမှာနဲ့နာ ဆုံးရှုံးမှုဖြစ်ခဲ့ရတာတွေပြန်ပြီးတုံ့တက်ပြီးတော့ခွင့်လွတ်လိုက်တဲ့အခါမှာခွင့်လွတ်နိုင်တာကိုတွေ့ရတယ်။အဲ့ဒါလို့ခွင့်လွတ်နိုင်လို့ကို့မှာတော်တော်လေးစိတ်အေးချမ်းမှုရတယ်၊ကျေနပ်မှုလည်းရတယ်။ငါခွင့်လွတ်နိုင်တယ်ဆိုပြီးတော့လည်းကို့ကိုယ်ကိုကျေနပ်တယ်။ကို့ကိုယ်ကိုလည်းလေးစားမှုပိုရှိလာတယ်။ကို့ကိုယ်ကိုအကောင်းပုံမြင်လာတယ်။ ကိုယ့်ရဲ့ self image ပိုကောင်းလာတယ်ကိုကိုကိုပို့ပြီးတော့ချစ်လို့ရလာတယ်တန်ဖိုးထားလို့ရလာတယ်လေးစားလို့ရလာတယ်ဒါပေမဲ့သူများအကြောင်းကို့မှာဒုက္ခရောက်ခဲ့ရတာနဲ့ပတ်သက်ပြီးတော့သူများကိုခွင့်လို့ရတာက လွယ်သေးတယ်သူ့ထက်ခက်တာရှိသေးတယ်ကို့ကြောင့်သူများဒုက္ခရောက်ခဲ့ရတာကောမရှိဘူးလားရှိတယ်နော်သူတစ်ပါးကို ထိခိုက်အောင်နစ်နာအောင်ဆိုတဲ့ရည်ရွယ်ချက် ပါပဲနဲ့ကို့အခက်ခဲကိုဖြေရှင်းလိုက်တဲ့အခါမှာတစ်ဖက်သားမှာဒုက္ခရောက်သွားတယ်နှင်နာသွားတယ်စိတ်ဆင်းရဲသွားရတယ်။သူတို့ကိုပေးရမယ်ပြုစုမှုစောင့်ရှောက်မှုမေတ္တာစသည်တို့ကိုမပေးနိုင်တော့ဘူးပေးခွင့်မရတော့ဘူး။အဲ့ဒါလို့ကို့ကြောင့်သူများဒုက္ခရောက်သွားရတဲ့ကိစ္စမျိုးနဲ့ပတ်သက်ပြီးတော့ကို့ကိုခွင့်လွှတ်ပါလို့ပြောရမှာတော်တော်ခက်တယ်။သူတစ်ပါးကိုခွင့်လွှတ်ပါတယ်လို့ပြောရတာလွယ်သေးတယ်။ကို့ကိုခွင့်လွှတ်ပါလို့ ပြောရမှာကြတော့တိတ်ခတ်တယ်။မာနကြောင့်ခက်နေတာ။ဒါကိုသဘောပေါက်စေခြင်းနဲ့သူ့ကိုပယ်ဖို့တော်တော်ခက်တယ်။ခွင့်လွတ်ပါလို့ပြောရရင်ကို့မာနကို တော်တော်ချရမှာ။စူးစမ်းပြီးတော့ပြောရမယ်။ရွေပြီးလှုပ်ခက်မိလို့ဖြစ်စေမရွေပဲလှုပ်ခက်လို့ဖြစ်စေကို့ကြောင့်တနည်းနည်းနဲ့တစ်ဖက်သားမှာဒုက္ခရောက်ခဲ့ရတာကိုခွင့်လွတ်ပါလို့ပြောဖို့တော်တော်ခက်ပေမဲ့ဒီလိုပြောလိုက်တဲ့အခါမှာလည်းတစ်ဖက်က ခြေခြေနဲ့နံပါတ်ခွင့်လွှတ်လိုက်တဲ့အခါမှာစိတ်ထဲမှာတော်တော်ငြင်းချမ်းသွားတယ်စိတ်ထဲမှာဖြစ်နေခဲ့တဲ့နောင်တပူလာမှုပြေပြောက်သွားတယ်အဲ့ဒါလို့ကိုကိုကိုပြစ်ရှိတဲ့လူတယောက်လို ခံစားနေရတဲ့ guilt ပြေပြောက်သွားတဲ့အခါမှာသူ့ကိုလည်းပို့ပြီးတော့ခင်မင်းတဲ့စိတ်လေးစားတဲ့စိတ်ဖြစ်လာတယ်ကိုကိုလည်းသူက ခွင့်လွှတ်တယ်သူ့ကိုလည်းကိုကခွင့်လွှတ်လိုက်တဲ့အခါမှာသူ့နဲ့သူဆက်ဆံရေးကပို့ပြီးပြပြလည်းလည်းဖြစ်လာတယ်တော်တော်ကိုလှိုက်လဲမှုရှိလာတယ်အဲ့ဒါတိတ်ခြေနဲ့ဆရာကောင်းတယ်ဒါကြောင့် ကိုမိသားစုဖြစ်စေပေါင်းတင်ဖြစ်စေလောက်ဖော်ကံပဲဖြစ်စေပြောလို့ဖြစ်နိုင်တဲ့သူဆိုရင်သူ့ကိုသူအပြန်အလှန်ခွင့်လွှတ်နိုင်အောင်ပြပြလည်းလည်းပြောပါရိုးရိုးသားသားပြောပါစိတ်ရှိဖို့တော့လိုတယ်ကိုကိုကိုလည်းခွင့်လွှတ်နိုင်တဲ့သူတွေဖြစ်ကြပါစေဖြစ်နိုင်အောင်လည်းကြိုးစားပါသူတစ်ပါးကိုလည်းအားလုံးကိုမိပါဆွေမျိုးသားချင်းတကယ်ချင်းပေါင်းတင်လောက်ဖော်ကံပဲသိတဲ့သူမသိတဲ့သူအားလုံးကို ဖြစ်နိုင်ဟုဘုရားတန်ត្រာဆက်ဆက်ကဟာရီကိုပါထက်စဉ်းစားပြီးအားလုံးကိုကြည်ကျင်းနဲ့နဲ့ခွင့်လွန်နိုင်တဲ့သူတွေဖြစ်နိုင်ကြပါစေဖြစ်နိုင်အောင်ကြိုးစားကြပါတာဒုတာဒုတာဒုဆရာတော်ဦးဇော်ဒီကရဲ့တိတ်ခါရှိရှိနေမယ်ခွင့်လွန်ပါတယ်ဆိုတော့စာအုပ်ကတော့ဒီဘိုင်းမှာပဲအဆုံးသတ်သွားပြီးဖြစ်ပါတယ်နောက်ထပ်လည်းဆရာတော်ရဲ့စာအုပ်များကိုဖတ်ရှုရင်းနဲ့မေတ္တာစိတ် ဖွာရအောင်တင်ဆက်ခြင်းမာသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ